မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အီယော်ဝရီတိုင်းကံကြီးတောင်မြို့နယ်မှာစစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြပွဲကပြည်သူများကိုဖမ်းဆီးနှိပ်စက်ထောင်ချခဲ့ပြီးတော့လုပ်ငန်းရှင်များကိုဝင်းညှိခဲ့တဲ့သူဘုံမူးနိုင်လင်းအောင်ဟာရခိုင်ပြည်တိုက်ပွဲများမှာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာရခိုင်ပြည်နယ်၊ကွာမြို့နယ်ကိုအေအေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ ဝမ်းမြုံနဲ့ပြန်လည်ရရှိရေးအတွက်စစ်ကောင်စီကစစ်ဆင်ရေးလုပ်ငန်းများကိုလှုံ့ဆော်နေတဲ့တိုက်ပွဲအတွင်းမှာဘုံမူးနိုင်လင်းအောင်တေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘုံမူးနိုင်လင်းအောင်ဟာဆက်သွယ်ရေးတပ်ကဖြစ်ပြီးတော့ကံကြီးတော်မြို့နယ်မှာ2021ခုနှစ်ကနေ2023ခုနှစ်အထိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးကံကြီးတော်မြို့မှာရေဒီယိုလက်ဖက်ဆိုင်ပိုင်ရှင်လည်းဖြစ်ကျန်းဖို့အမဂန်ပါတီဝင်လည်းဖြစ်တယ်ရဲစော်လင်းရဲ့တမိဖြစ်သူမပီတီဘုံကိုလက်ထပ်ရယူခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်၎င်းဟာ စစ်တပ်ကတော့ DSA အပတ်စဉ်48ကြောင်းဆဲလဲဖြစ်တယ်လို့သိရပါတယ်။ကံကြီးတော်မြို့နယ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်နဲ့တာဝန်ကျတဲ့အချိန်ကဘုံမူနိုင်လင်းအောင်ကစစ်အာဏာရှင်ဆန့်ကျင်ရေးစာနာပြတဲ့ပြည်သူအများအပြားကိုထောင်သွင်းအကျဉ်းချခြင်း2020ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်များရဲ့ post များကို like နဲ့ share လုပ်ခဲ့တဲ့ပြည်သူများကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ကံကြီးတောင်မြို့နယ်ကိုတာဝန်မှချမိတက်မတော်အဆင့်မြင့်ဤပညာသုံးဆက်သွယ်ရေး electronic ပစ္စည်းများထုတ်လုပ်ရေးနဲ့သူတေသနဌာနချုပ်မှာတည်ရေးဗိုလ်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်ကံကြီးတောင်မြို့နယ်မှာဘုံမူရာဒူးနဲ့ပြောင်းရွှေ့ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။ရခင်ကဆက်သွယ်ရေးညွှန်ကြားရေးမှု ဘိုးချုပ်ထွန်းထွန်းဦးရဲ့တပည့်အရင်လည်းဖြစ်တယ်လို့သိရပါတယ်။ကံကြီးတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ခဲ့တဲ့အချိန်ကလုပ်ငန်းရှင်များကိုဝင်ညစ်ရမှနာမည်ကြီးပြီးတော့ကံကြီးတော်မြို့ပေါ်မှာရှိတဲ့လုပ်ငန်းရှင်များအားလုံးစီကနေပြီးတော့လာစဉ်ငွေကြက်သိန်းကို၁၀ကနန်းနဲ့ချီပြီးတော့စက်ကြီးကောက်ယူခဲ့တယ်သူလည်းဖြစ်တယ်လို့သိရပါတယ်။၂023ခုနှစ်မေလအတွင်းမှာရခိုင်ပြည်နယ်ကိုပြောင်းရွှေ့ခဲ့ရမှာ2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာရခိုင်ပြည်နယ်ဂွားမြို့နယ်တိုက်ပွဲအတွင်းမှာတေဆုံးသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကဗမော်မျိုးသိန်းတိုက်ပွဲကိုဆင်နွှဲလျက်ရှိရာဇန်နဝါရီလ၁ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်ပြီးတော့ခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀24ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့လေကြောင်းတိုက်ခိုက်မှု၁၇ကြိမ်ပြုလုပ်ခဲ့တဲ့စစ်ကောင်စီကမနေ့ကဇန်နဝါရီလ၁ရက်နေ့မှာလဲ White Wolf လေယာဉ်နဲ့တနအီအတွင်းမှာ တိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တရုံ၄စစ်ကနေတက်လာတဲ့စစ်ကောင်စီရဲ့112လေယာဉ်ဟာမနေ့ကလေကြောင်းတိုက်ခိုက်မှု73ကြိမ်ပြုလုပ်ခဲ့ကဘုံသီးအလုံးရေ30ကျဲချတိုက်ခိုက်ခဲ့တယ်လို့ရွှေတန်းသတင်းအေးမြစ်ကပြောကြားထားပါတယ်။တခြားကချင်စစ်ရဲသတင်းအေးမြစ်တဦးကလည်းဗမော်မြို့မှာမနေ့ကတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့လူမှုကွန်ရက်ကနေတဆင့်အသိပေးထားပါတယ်။ဇန်နဝါရီလ1ရက်နေ့မှာဗမော်အခြေစိုက်ခလာရ49ရဲ့တိုက်ရင်အဝင်ပေါက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တခြားနေရာတချို့မှာလည်းတိုက်ပွဲတွေရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။ စစ်ကောင်စီကတိုက်လေရင်နဲ့ခွန်းချင်းဘုံကျဲတိုက်ခတ်ခဲ့သလို KIA မဟာမိတ်တပ်များဘက်ကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone များနဲ့တိုက်ခတ်ခြင်းများကိုလှုံ့ဆော်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကအသိပေးထားပါတယ်ဒီသမားလာ30ရက်နေ့တိုက်ပွဲများမှာလဲစစ်ကောင်စီဘက်ကအလံဖြူထောင်တဲ့သူတွေရှိတယ်လို့သတင်းအရင်းမြစ်ကပြောကြားထားပါတယ်အလံဖြူထောင်တာက9ယောက်6ယောက်အုပ်စုပါလို့သတင်းအရင်းမြစ်ကပြန်လည်ပြောပြထားပါတယ် KIA ကဗမော်နဲ့မန်စီဒေတာတစ်ခုလုံးသိမ့်ပိုက်နိုင်ရေးအတွာစစ်စင်ရေးကိုဒီသမားလာ၄ရက်နေ့ကစတင်ခဲ့ရာ တလပြည့်တော်မှာဖြစ်ပြီးတော့နေစဉ်ဤဝါတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ယနေ့ခေတ်ကာလမှာလျှက်ဆက်ကားများကိုအသုံးပြုလာပြီးဖြစ်တဲ့အတွက်တင်ပေါင်းများမှာလည်းဘက်ထရီစွမ်းရင်စနစ်နဲ့အသုံးပြုပြီးတော့ခုံမောင်းနိုင်ရေးအတွက်သူတေသနာတွေပြုလုပ်ကြရန်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စောက်တလွဲတွေပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒလတင်မောချင်း250ပြည့်အခမ်းအနားမှာအကြပ်ဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတက်ရောက်ပြီးတော့အခုလိုမျိုးအယူချီးပန်းစကားတွေပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ယနေ့ခေတ်ကာလမှာကုန်းလန်းပို့ဆောင်ရေးရင်များမှာလျှက်စက်ဘက်ထရီစတဲ့စွမ်းအင်များကိုအသုံးပြုနေပြီဖြစ်တဲ့အတွက်တင်မောများမှာလည်း ဘက်ထရီဆွဲအင်စနစ်နဲ့အသုံးပြုနိုင်ရေးအတွက်သူတေသနာပြုဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်းမင်းအောင်လှိုင်ကထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကစတင်အာဏာသိမ်းတဲ့အချိန်2021ခုနှစ်ကတည်းကအခုလိုမျိုးလက်တွေ့မဖြစ်နိုင်တဲ့အမှန်တကယ်လည်းမဖြစ်လာသေးတဲ့စီမံကိန်းများကိုဆောင်ရွက်မယ်လို့မကြာခဏဆိုသလိုစိတ်ကူးထဲမှာပေါ်ရင်ပေါ်တဲ့အတိုင်းထုတ်ဖော်ပြောဆိုခဲ့ရမှာအခုနောက်ဆုံးမှာတော့ဘက်ထရီဆွဲအင်စနစ်သုံးတင်ပေါ်များကိုသူတေသနာပြုလုပ်ရန်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။ 2021ခုနှစ်ဩဂတ်စ်လနဲ့စက်တင်ဘာလအောက်တိုဘာလအစည်းအဝေးများနဲ့ဖွင့်ပွဲများမှာမြန်မာနိုင်ငံမှာလျှက်စစ်ရထားနဲ့လျှက်စစ်ကာစီမန်ဂိမ်းကိုအကောင့်ထဲပေါ်မှာဖြစ်ကြောင်းမီဒီတော်မှာမြေအောင်ရထားစနစ်နဲ့လျှက်စစ်ဗန်စကားများပြေးဆွဲမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။မင်းအောင်လိုင်က2021ခုနှစ်အတွင်းမှာရန်ကုန်ပြည်ရထားလမ်းကိုလျှက်စစ်ရထားပြေးဆွဲမှာဖြစ်ကြောင်း2021ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာလဲနေပြည်တော်မှာလျှက်စစ်ရထားလမ်းဖောက်နိုင်ရေးအတွက်ဆောင်ရွက်မှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ 2022ခုနှစ်အောက်တိုဘာလ25ရက်နေ့ကနေပြည်တော်စစ်ကောင်စီရဲ့အစည်းအဝေးမှာမင်းအောင်လှိုင်ကတနိုင်ငံလုံးလျှက်စစ်ယထာပြေးဆွဲရပါလိမ့်မယ်တနိုင်ငံလုံးလျှက်စစ်ယထာနဲ့ပြေးပါမယ်မြို့ပေါ်မှာတုံးတဲ့ကားတွေဟာလျှက်စစ်ကားတွေဖြစ်ရပါမယ်ကျွန်တော်တို့တွက်ချက်နေပါတဲ့အချိန်တစ်ခုပြည့်ရင်တော့အဲ့ဒါကိုကြီးညာပါမယ်လို့စောက်ယူအတွေးခေါ်တွေနဲ့ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာရန်ကုန်တိုင်းမင်္ဂလာတောင်ကျွတ်မြို့နယ်မလွာကုန်းဒီဇယ်စက်ကောင်းပြင်စက်ယုံကိုတွားရောက်ပြီးတော့စစ်ဆေးတဲ့အချိန်ကလည်းအချက်ပတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်က လျှက်စစ်ဓာတ်အားကိုအသုံးပြုတဲ့မိရထားစက်ကောင်းများကိုထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်းယထာတေယူပို့ဆောင်ရေးကိုလျှက်စစ်ကိုအသုံးပြုပြီးတော့ပြောင်းလဲပြေးဆွဲနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်သွားရန်လိုအပ်ကြောင်းပြောဆိုခဲ့မှုတယ်လို့သိရပါတယ်။မင်းအောင်လိုက်ရဲ့လျှက်စစ်ယထာမြေအောင်ယထာလျှက်စစ်ဗတ်စကားစီမံကိန်းများကိုလှုပ်ဆောင်မယ်လို့မကြာခဏပြောဆိုခဲ့တော်လဲလက်တွေ့မှာတော့ တိုင်းပြည်မှာလျှက်ဆက်မီးတောင်မှန်းမှန်းမပေးနိုင်တဲ့အတွက်ပြည်သူများကြားမှာမင်းအွန်လိုင်းကစောက်ယူးတကောင်လုံးမျိုးလှောင်ရဲစရာဟာတာကြီးတစ်ခုဖြစ်နေခဲ့တယ်လို့သိရပါတယ်မြန်မာတနိုင်ငံလုံးမှာတရက်အတွက်လျှက်စစ်ဓာတ်အားလိုအပ်ချက်ဟာ9443မဂါဝက်ရှိရမှာလက်ရှိရရှိနေတဲ့လျှက်စစ်ဓာတ်အားကတော့တရက်ကိုမဂါဝက်2000ဝန်းကျင်သာထုတ်လုပ်နိုင်တော့တဲ့အတွက်လိုအပ်ချက်ဓာတ်အားရဲ့35ရာခိုင်နှုန်းသာထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ဒါကြောင့်ရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးများအားလုံးမှာလျှက်စစ်မီးများဟာတနေ့ကို ၄နာရီတောင်မှပုံမှန်မရရှိတော့ဘဲမီးပြတ်ချိန်တွေပုံပုံများပြလာကစက်မှုဇုံများမှာတော့လုံးဝကိုလျက်စစ်မီးမရရှိတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်ဖြူးမြို့နယ်ဇေယဝတီမြို့အရှိပါအမဲခေါင်ချေးရွာအုပ်စုရန်တကားချေးရွာဟိန္ဒူဖျားချောင်းကိုစစ်တပ်က drone နဲ့ပုံကျဲချခဲ့ရာဟိန္ဒူဘာသာဝင်ပြည်သူ9ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ31ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကရန်တကားချေးရွာဟိန္ဒူဖျားချောင်းကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာ ဖရားเจ้าမှာရှိနေတဲ့ဟိန္ဒူဘာသာဝင်9ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်ပြီးတော့ဒဏ်ရာရရှိသူအများအပြားလည်းရှိတယ်လို့သိရပါဗျ။ဖရားเจ้าဟာလည်းလောဘကိုပျက်စီးသွားပြီဖြစ်တယ်လို့သိရပါဗျ။ဘကိုးတိုင်းဖြူးမြုံနဲ့ဇေယဝတီနဲ့ညောင်ချဲတော့ကြီးရွာကြားမှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြား တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိပြီးတော့ပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။ဒီဇင်ဘာလ20ရက်နေ့ဝင်းကျင်ကစတင်ပြီးတော့ဖြူးမြို့နယ်ဇေယဝတီမြို့အတွင်းမှာရှိတဲ့ကျေးရွာများမှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမှာမကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကဖုန်းလိုင်းများကိုဖြတ်တောက်ထားပြီးတော့အင်တာနက်လိုင်းများကိုပါဖြတ်တောက်ထားတယ်လို့သိရပါတယ်။ဇေယဝတီမြို့အတွင်းမှာရှိတဲ့ကျေးရွာများကိုလည်းစစ်တပ်ကဒရုန်းများနဲ့နေ့စဉ်ပုံကျဲမှုများကိုလုံဆောင်နေတယ်လို့သိရပါတယ်။ ဒီဇမလာ29ရက်နေ့မှာဖြူးမြို့နယ်ဇေယဝတီမြို့မှာရှိတဲ့ကျေးရွာများကိုစစ်တပ်ကနေပြီးတော့နေစဉ်ရက်ဆက် drone နဲ့ဘုံကျဲချနေတဲ့အပြင်မြေပြင်မှာလည်းစစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။ကျေးရွာများကိုစစ်တပ်ကဝင်ရောက်ပြီးတော့အဖို့တံပစ္စည်းများ၊ရွှေငွေနဲ့စိုင်းကဲများကိုလူရဖောက်ထွဲယူဆောင်နေကြတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကလက်ရှိမှာဖြူးမြို့နယ်အပါဝင်ဘကိုးရုံးမှတလျှောက်မှာရှိတဲ့မြို့နယ်များမှာစစ်အင်အားတွေကိုတိုးချဲ့ကစစ်ကြောင်းထိုးမှုများကိုနေရောညပါလှုပ်ဆောင်နေကြကြောင်းတရင်အရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နှစ်ဖက်စီရင်တင်းမာနေတဲ့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာစစ်ကောင်စီကစားတောက်ကုန်နဲ့ဆက်သုံးစီတေယူခွင့်တွေကိုပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လောင်းလုံးမြို့နယ်မှာကြောက်နေမော်ကြီးရွာမှာလေးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဒဝယ်မြို့ကံမျောကင်းတရာဆစ်စီဂိတ်ကဒီဇင်ဘာလ28ရက်နေ့ကနေစတင်ပြီးလောင်းလုံးမြို့နယ်တဲကိုစားတောက်ကုန်နဲ့ဆက်သုံးစီတေယူခွင့်တွေကိုပိတ်ပင်လိုက်တာဖြစ်တယ်လို့သိရပါတယ်။လောင်းလုံးမြို့ဒေသခံတအုပ်ရဲ့ပြောပြချက်အရ အရင်ကတော့ပတ်စံပေးပြီးတည်လို့ရပေမဲ့လက်ရှိမှာစံစီစားချက်တုံစားရင အခြေခံကုန်ပစ္စည်းတွေနဲ့73စီတွေကိုကမျောကင်းစစ်စစ်ရေးဒရားဂိတ်ကလုံးဝဖြတ်တန်းခွင့်မပြုတော့ဘူးလို့ပြောပါတယ်။တနင်္လာရီတိုင်းမှာရှိတဲ့မြို့နယ်တွေမှာစစ်ကောင်စီဘက်ကတိုက်ပွဲဖြစ်ပွားလာရင်အရင်ကတည်းကစားတောက်ကုန်နဲ့73စီဖြတ်တောက်တာတွေကိုပြုလုပ်ခဲ့ပြီးတော့လက်ရှိအချိန်မှာလောင်းလုံးမြို့နယ်မှာလည်းစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းတပ်တွေကြားမှာနှစ်ဖက်စစ်ရေးတွေတင်းမာနေတာကြောင့်အခုလိုမျိုးပိတ်ပင်လိုက်တာဖြစ်တယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့ပိတ်ပင်မှုကြောင့်ကျေးရွာတချို့မှာ73စီနဲ့စားတောက်ကုန်ဝယ်ယူစုဆောင်သူတွေအများပြားရှိလာပြီးတော့ ကုန်ပစ္စည်းအများစုဟာလည်းပြက်လက်လာနေတဲ့အခြေအနေကြုံနေရတယ်လို့သိရပါဗျ။လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာတွေကနေနေရက်ကိုစုတ်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေကိုစိုက်အသေးတရာထောက်ပံ့ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ကြောင်နီမော်ခြေရွာမှာရှိတဲ့စစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းတပ်စခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကဒီဇင်ဘာလ23ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့လက်ရှိအချိန်ထိကိုနှစ်ဖက်စီရဲတွေတင်းမာနေတယ်လို့သိရပါဗျ။ နှစ်ဖက်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူနဲ့ရေတပ်စစ်သင်းမော်တွေဘော်ကနေလက်နက်ကြီးနဲ့ပစ်ကူပေးတာတွေလှုပ်ဆောင်ခဲ့ပြီးတော့ drone နဲ့ဘုံကျဲချတာတွေကိုပါလှုပ်ဆောင်ခဲ့တာကြောင့်ကြောင်နေမော်ကျေးရွာမှာရှိတဲ့နေအိမ်20ကျော်ဟာမိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗယ်တနင်္သာရီတိုက်မှာရှိတဲ့တနင်္သာရီမြို့နယ်ပလောမြို့နယ်ဒဝဲအရှိတော်ဒေသနဲ့တရချောင်းမြို့နယ်တောင်ပြောက်တိုက်နယ်တွေကိုစစ်ကောင်စီကစံတဲ့ရိတ်ခါတဲယူခွင့်တွေကိုပြီးခဲ့တဲ့နှစ်တွေကတည်းကပိတ်ပင်ထားတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ